အဲ့လိုအဲ့လိုမျိုးမျိုးလာပါဒါကတော့ကျွန်တော်တို့အပေါင်ရဲ့ဆွဆွတန်လို့ခေါ်တဲ့နေရာကိုကျွန်တော်ရောက်နေပါတော့ဒါအပေါင်ကတိုက်ဆက်ရဲ့လှဆုံးနေရာလေးပေါ့နော်ဒီမှာဘေးမှာဆန်ညောင်းလေးရှိတယ်အနောက်မှာတောင်ကြီးဆိုတာဆန်ညောင်းဆန်ညောင်းတောက်ဆက်ဒါတော်ငါတပွင့်ရဲ့နေရာပေါ့နော်ပေါ်မှာဆယ်ရှိရပေါ့နော်ဒါအပေါင်မျိုးပေါင်မျိုးရဲ့ဆွဆွလန်ဒါကျွန်တော်ခုပထမရောက်ပေါ့နော်ကျွန်တော်လက်ညှိုးလေးနဲ့ပြန်လုပ်မှာမယ်ဒါပဲလော့ပလိုက်တော့ပြန်ပါမယ်နော်ချက်ကြည့်ကြအောင် အကဘာကျွန်တော်ကတိုက်ဆယ်ကိုတွိုင်းနေဆိုတော့ကျွန်တော်စင်းကြီးကနေ7မိနစ်မောင်းမိရတယ်ပေါ့နော်။ခုနကကျွန်တော်မြင်ခဲ့ရတဲ့ကတိုက်ချီလောင်တမန်တို့ဆိုတော့ကျွန်တော်လိုင်းညာပါချက်မဆိုင်မို့တွေ့ရောနော်။အဲ့ဒီဆိုင်မို့ကနေကျွန်တော်တက်တဲကြီးဝင်သွားရပါမယ်ပေါ့နော်။ လမ်းတော့ကျွန်တော်တောင်ပေါ်နေတက်ပြီးသွားပြီဆိုတော့ဒီလိုမျိုးအလင်းမှမြည်ဒါလမ်းဖြစ်နေတဲ့ကွန်ကရစ်လမ်းပေါ့နော်ကျွန်တော်သုံးမိန်နဲ့ဆိုတော့တက်ပြီးမောင်းလို့အဆင်မပြေပါဘူးစိုက်ကယ်ရုကောင်းနေတော့ပို့ဆင်မပြေပါဘူးဘာလို့လဲဆိုတော့လမ်းကတော့အလင်းမှကွန်ကရစ်မထင်တော့ဘူးနော်ကျွန်တော်အဲ့ဒီမြင်နေရတဲ့လမ်းကိုကျွန်တော်ကွန်ကရစ်လမ်းပေါ့နော်တဆုံးသွားပေါ့နော်သုံးသွားပြီဆိုတော့ကျွန်တော်ဒီနေရာလေးကိုရောက်လာပေါ့နော်ဒီနေရာလေးရောက်လာပြီဆိုတော့အခုလိုပဲလမ်းရဲ့အဲ့ဒီအဲတော့မွေးတဲ့အတိုင်းကျွန်တော်တက်လာပါတော့တက်လာပြီးဆိုတော့ဟိုထိပ်မှမြင်နေရတဲ့ဘက်ကိုပေါ့နော်အမှတော့မွေးနေဝိုက်ထားပြီးတော့အဲ့ဒီ တဲ့ရှိရနေကျွန်တော်တို့တွားပါတော့ဒီလမ်းမတီတော့အဲ့ဒီလမ်းကလူတွေမေးလို့ရပါတော့အဲ့ဒီကနေကျွန်တော်တို့လမ်းလမ်း5မိနစ်ဝန်းကျင်လောက်လမ်းပြန်ရှာပါတော့လမ်းတော့အခုလိုမျိုးလေးတော်လန်လေးပေါ့နော်တဘောတော့တော်လန်လေးကိုစိတ်ဝင်စားလို့အတော့ဆိုတော့တော်တော်လေးမိုက်တဲ့ခီးစင်းတကောနော်ကျွန်တော်အစ်တော်လန်လိုက်တွားပြီးဆိုတော့ကျွန်တော်တွားခြင်းနဲ့ အဲဒီမှာကတိုက်ဆဲကြီးကိုကျွန်တော်တို့ရောက်လာပြီပေါ့နော်။ဒါပေမဲ့အပေါင်းမျိုးဆွစ်ဇာလန်မြို့ဆွစ်ဇာလန်နိုင်ငံကိုရောက်ပါပြီပေါ့နော်။ဒါကတော့အပေါင်းကုနာနေရောက်ပြီဆိုရင်တော့ဒီအောက်ကမစင်းဘူးပေါ့နော်။အခုမြေရာလန်အတိုင်းကျွန်တော်တက်တဲ့သွားမှကျွန်တော်တို့အခုနမြင်နေရတဲ့လန်လေးကိုရောက်မှာပါ။တက်တဲ့ဆင်းတော့လန်သိမ့်မလှဘူးပေါ့နော်။